ါပါမြစီမာရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစီမာရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်။ငလင်ဘေးအနေရင်ဆိုင်နေကြတဲ့မြန်မာပြည်သူတွေအတွက်ငလင်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေတည်တည်တည်ထိုက်တဲ့အချက်အလက်တွေကိုမျှဝေပေးနိုင်မှုမြစီမာရေဒီယိုကငလင်အထူးအစီအစဉ်အနေနဲ့တရက်လျက်နှစ်ကြိမ်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။မြစီမာရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲထိ ဟိုင်းဒိုမီတာ31မီတာ9.43မဂါဟက်စ်ကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိဟိုင်းဒိုမီတာ16မီတာ17.5မဂါဟက်စ်ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မင်းသမီးရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်မေလ18ရက်စနေနေ့ညပိုင်းမင်းသမီးရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်ည9:00နာရီကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မကတော့ရှင်ပါ ဒီကနေ့မှာတော့ကော့ကရိတ်မြို့နယ်ကစပေးချောင်း9000ခန့်ဆေးဝါးကူညီတွေလိုအပ်နေတဲ့တဲ့င်းနဲ့အတူမင်းပြားကစစ်တုပ်ပန်း200ကိုအေအေပြန်လွတ်ပေးတဲ့အကြောင်းပါဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေကိုနားဆင်ကြပါမယ်။အဲဒီနောက်မှာတော့တပတ်တွင်းကထူးခြားနိုင်ငံတကာသတင်းတချို့နဲ့ပြည်တွင်းသတင်းလာကဏ္ဍနဲ့အတူအပတ်စဉ်စီစဉ်ပတ်မှာတော့ဘာရီပြောမလဲဘာရီမေးမလဲစီစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ခုကတော့ပထမဆုံးအနေနဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ မင်္ဂလာပါနောက်ဆုံးရပြည်တွင်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျမရောရွှေနွယ်ပါကင်းမြင်းနယ်ကော့ကရိတ်မြို့နယ်အတွင်းကစပေးရှောင်းနေသူပြည်သူ9000ခန့်အတွက်စေဝါပါဝင်စားတောက်ကုန်အမှုအကာအကူအညီလိုအပ်နေကြောင်းစပေးရှောင်းအကူအညီပေးနေသူတွေထံကသိရပါတယ်ပြည်ကရဲဧပြီလအလယ်ပိုင်းကစပြီးကြုံတိုးကော့ကရိတ်လမ်းတစ်လျှောက်ကရွာတွေအပါအဝင်အာရှလန်အနီးတစ်ဝိုက်မှာဖြစ်ပွားလာတဲ့တိုက်ပွဲတွေနဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင်း ကော်ဂရိတ်နဲ့ဂျုံတို့ကပြည်သူ9000လောက်ကတောတောင်ရှိုကိုစားတဲ့ဒေတာတွေမှာစစ်ပေးတင်းရှောင်နေကြရတာဖြစ်ပါတယ်။ဒီကြောင့်တိုက်ခိုက်မှုတွေနဲ့တိုက်ပွဲတွေဆက်ရှိနေတဲ့အတွက်စစ်ပေးရှောင်တွေကလက်ရှိအချိန်ထိနေရပြန်နိုင်ခြင်းမရှိသေးဘူးလို့ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်ရဲ့ပြောရေးဆိုခွင့်ရှိသူနော်ချယ်ရီကမျက်စိမှောက်ပြောပါတယ်။ လက်ရှိကာလအတွက်မှာမိုးရွာသွန်းမှုများလာကရာသီဥတုအကူပြောင်းဖြစ်တာတောက်သုံးရင်မတန်တာတို့ကြောင့်စပင်းရှောင်းတချို့ငှက်ဖြားတုတ်ကွေးစားရဲရောဂါတွေဖြစ်ပွားမှုရှိလာပြီးဆေးဝါးဆောင်ထဏောင်းတွေလိုအပ်နေတယ်လို့ Not Cherry ကပြောပါတယ်။အလားတူပဲအမိုးအကာမလုံလောက်မှုဆံအပါဝင်စားနေရိတ်ကမလုံလောက်မှုတွေလည်းဆက်လက်ကြုံတွေ့နေရဆဲဖြစ်ကြောင်း Not Cherry ရဲ့ပြောကြားချက်အရသိရပါတယ်။ ကော်ဂရိတ်မြို့နယ်အတွင်းကစစ်ပီးရှောင်ရဲ့လိုအပ်ချက်တွေကိုတနိုင်တပိုင်ကူညီပေးနေသူတွေရှိသလိုကရင်ရဖက်လူမှုအဖွဲ့အစည်းတွေစုပေါင်းပြီးတော့မြေပြင်အထည်တွားရောက်ကူညီတာတွေလည်းရှိနေတယ်လို့သိရပါဗျ။ကော်ဂရိတ်ကြောင့်လို့ဒေတာကစစ်ပီးရှောင်ရတဲ့စစ်ပီးရှောင်တွေကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးနိုင်ရေးအတွက်အမေရိကန်ဒေါ်လာ1.6တန်းလိုအပ်နေကြောင်း KBSN ကဧပြီလ29ရက်နေ့မှာထုတ်ပြန်တောင်းဆိုထားပါဗျ။ ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်စောင်းမြောင်းကျေးရွာအနီးမှာစစ်ကောင်စီပအုပ်ပြည်သူစစ် PNO နဲ့တော်လှန်အင်အားစုတွေကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသတင်တွေရင်းမြစ်တချို့ကပြောပါတယ်။မေလ18ရက်မနက်9:00အချိန်ကနေစပြီးစစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တို့တိုက်ဆွဲထားတဲ့နေရာကို တော်လရင်တပ်တွေကတိုက်ခိုက်နေတာဖြစ်ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီကဖဲခုံမြို့အခြေဆိုင်ခမာရ336တပ်ရင်းကနေရှော့တိုက်တုံးတွေလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတယ်လို့အင်းလေးလူဒုလှုပ်ရှားမှုအဖွဲ့ကသတိပေးထားပါတယ်။တောင်ပြောင်းရွာဟာပင်လောင်းမြို့တောင်ဘက်မှာတည်ရှိပြီးဖဲခုံမြို့နဲ့ငားမိုင်ခန့်သာကွာဝေးပါတယ်။ ပင်လောင်မြို့နယ်စောင်းပြောင်းရွာမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းကိုတုံလရင်အင်အားစုပူးပေါင်းတပ်တွေက2024ခုနှစ်မတ်လ18ရက်နေ့ကသိမ်းပိုက်ဖူးခဲ့ပေမဲ့စစ်ကောင်စီနဲ့ပြည်သူစစ်တွေဟာအင်အားလုံးရဲ့နဲ့စစ်ကြောင်းထိုးပြီးပြန်လည်ဝင်ယူခဲ့တာကြောင့်2024ဆွန်လကုန်ပိုင်းကနေပြန်လည်ဆုံးခွာခဲ့ရပါတယ်ရှင်။ တနင်္လာရီတိုင်းငုံစစ်ကောင်စီကပြီးခဲ့တဲ့ဧပြီလအတွင်းမှာလေကြောင်းတိုက်ခိုက်မှုနှစ်ဆတိုးပြုလုပ်လာကြောင်းတနင်္လာရီတိုင်းဒေသတွင်သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 တနင်္လာရီရဲ့ဧပြီလအတွင်းတနင်္လာရီတိုင်းအတွင်းဖြစ်ပွားခဲ့မှုတွေကိုစည်ရင်ပြုစုထုတ်ပြန်ထားတဲ့အစိုးရခန်းစားရသိရပါဗျ။ကန်ယူရိုက်တန်းစစ်ဌာနချုပ်အခြေပြုရာတနင်္လာရီတိုင်းမှာရှိတဲ့တပ်စခန်းတွေတိုက်ခိုက်သိမ်းပိုက်ခံရခြင်းအတွင်း စကောင်းစီကဒေါ်လာအင်အားစုတွေရှိရာနေရာတွေကိုသာမကပဲအရက်သားတွေနေထိုင်လျက်ရှိတဲ့ရရတွေအတွင်းကိုပါတိုက်လေရင်ရဟတ်ရင်တဲယူပိုးဆောင်ရေတုံးလေရင်တွေကိုအသုံးပြုပြီးတော့ဘုံကျဲတိုက်ခိုက်မှုတွေဆက်တနက်နဲ့ပြစ်ခတ်တာတွေဇက်တိုက်ပြုလုပ်လာနေရလို့ F5 တနင်္သာရီကဖော်ပြထားပါတယ်ပြီးကြတဲ့ match လအတွင်းကလေးချောင်းတိုက်ခိုက်မှုအကြိမ်ကြီး20လောက်သာရှိခဲ့ပေမဲ့ဧပြီလအတွင်းမှာတော့45ကြိမ်ထပ်မင်းရှိခဲ့တယ်လို့သိရပါတယ်ဒါကြောင့်လေးချောင်းတိုက်ခိုက်မှုနှစ်ဆကျော်မြင့်တက်လာကြောင်း F5 တနင်္သာရီကဖော်ပြထားပါတယ် ဧပြီလအတွင်းမှာလေကြောင်းတိုက်ခိုက်မှုအများဆုံးပြုလုပ်ခံရတဲ့ဒေသတွေကတော့တဝယ်မြို့နယ်နဲ့တရချောင်းမြို့နယ်တို့ဖြစ်ပါတယ်။တနင်္သာရီတိုင်းအတွင်းမှာအခြေပြုတဲ့ဘိတ်လီတာဌာနချုပ်ကနေတဆင်လေရင်ရဟယင်တွေပြန်တက်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်တာကအကြင်ရင်အများစုဖြစ်ပြီးစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တော်လိုင်းအင်အားစုတွေထိခိုက်ရတာထက်အရသာထိခိုက်သေးဆုံးမှုကပိုများတယ်လို့ဖော်ပြပါတယ်။ဒါအပြင်ဧပြီလအတွင်းမှာစစ်ကောင်စီနဲ့တော်လိုင်းအင်အားစုပူးပေါင်းတပ်တွေကြားတိုက်တွေ့တိုက်ပွဲအကြိမ်60ထပ်မင်းဖြစ်ပွားခဲ့ပြီး တဝဲမြို့နယ်မောင်မယ်ရှောင်းရွာဟာလီကွေမှာရှိတဲ့စကောင်စီတပ်စခန်းတိုင်းမြမနယ်ဇက်ဒဝဲတီခီလမ်းမိုင်းမှာရှိတဲ့ထီထားဗျူဟာစခန်းတို့ကိုတော်လိုင်းအင်အားစုပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။တနင်္လာနေ့တိုင်းအတွက်မှာပြီးခဲ့တဲ့ဧပြီလအတွင်းတိုက်ပွဲတွေအပြင် စကောင်းစီရဲ့လေချောင်းရေချောင်းနေအိမ်မီရှုံမှုဖျက်ဆီးတပ်ဖြတ်မှုတွေကြောင့်အရက်သားလူရေ9900ကျော်နေရဆွန်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ F5 တနင်္လာနေ့ကထုတ်ပြန်ထားပါတယ်ရှင်။ ရခိုင်ပြည်နယ်မင်းပြမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးရမိထားတဲ့စစ်တုံးပန်းမိသားစု225ဦးကို အာရခတ်တပ်တော် AA ကမေလ16ရက်နေ့မှာပြန်လွှတ်ပေးခဲ့တယ်လို့အာရခမင်းသမီးမီဒီယာက ဖော်ပြထားပါတယ်။ ြန်လှုပ်ပေးလိုက်တဲ့စစ်တုပ်ပန်းမိသားစုတွေထဲမှာအမျိုးသမီး65ဦးနဲ့ကလေးတငယ်130ဦးပါဝင်ပြီးသူတို့ကိုအခမ်းအနားနဲ့မိသားစုတွေထံပြန်လည်အနှံပေးခဲ့တာဖြစ်တယ်လို့ဓပုံနေနဲ့တကွာဖော်ပြထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ April 23ရက်တကြံကြုံနေ့ကလည်းအရခတ်တက်တော် AA ဟာပထမအကြိမ်အဖြစ်မင်းပြမျိုးကနေစစ်တုပ်ပန်းမိသားစုဝင်180ဦးကိုပထမအကြိမ်ပြန်လှုပ်ပေးခဲ့ပြီးအခုဒုတိယအကြိမ်ပြန်လှုပ်ပေးတာဖြစ်ပါတယ်။2024ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့ကစပြီးမင်းပြမျိုးကို အရခတ်တပ်တော်ကတင်ပိုက်ပြီးတဲ့နောက်ဖမ်းဆီးရရှိခဲ့တဲ့စစ်ကောင်စီတပ်သားတွေနဲ့မိသားစုဝင်တွေဖြစ်ပြီးသူတို့ကိုစစ်တုပ်ပန်းဥပဒေနဲ့ညီကျွေးမွေးဆောက်ရှောက်ခဲ့ကြောင်းလည်းဆိုထားပါတယ်အခုလိုမင်းပြကစစ်တုပ်ပန်းတွေကိုနေရပြန်လှုပ်ပေးခြင်းနဲ့ပတ်သက်ပြီးအာရခတ်တော် AA ကတစုံတရာထုတ်ပြန်ထားခြင်းမရှိသေးသလို ULA AA ပြောရေးဆိုခွင့်ရှိသူဦးခိုင်သူခကိုလည်းမဇိမာကဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။ ဖဲခုံမြို့နယ်တိကျက်ကြီးရွာအနီးမှာရှိတဲ့မြင်းမထီတောင်မှာ ခဲသက်ထူတူဖော်နေတာကိုကန့်ကွက်ဆန္ဒပြတဲ့ပရာတောင်ဆွေမျိုးစုကောင်းဆောင်လေးဦးမေလ16ရက်နေ့နေ့လယ်12နာရီကျော်ကဖမ်းဆီးခံရတယ်လို့ဒေသခံတွေကပြောပါတယ်ပရာတောင်ဆွေမျိုးစုဥက္ကဋ္ဌကိုအောင်နိုင်စိုးဒုတိယဥက္ကဋ္ဌဦးပမောင်နိုင်ရကဦးအားတို့နဲ့လူငယ်အတွင်းရင်းမှုခွန်ခိုင်မဲနိုင်တို့ဖမ်းဆီးခံရတာဖြစ်ပြီး သူတို့ကန့်ကွက်ဆန္ဒပြနေတဲ့ကုမ္ပဏီဖြစ်တဲ့လေးပွင့်ကျဲကုမ္ပဏီရဲ့ဒါရိုက်တာကဦးဆောင်လာတဲ့ကရမ်းပြည်သက်ပါတီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားတာလို့သိရပါဗျ။ဦးဒါဝေကကရမ်းပြည်သက်ပါတီမှာအရာရှိတဦးဖြစ်ပြီးသူရဲ့ဖခင်ဖြစ်သူကကရမ်းပြည်သက်ပါတီဥက္ကဋ္ဌဦးတန်းစုံနိုင်ဖြစ်ပါတယ်။ဦးတန်းစုံနိုင်ကလေးပွင့်ကျဲကုမ္ပဏီမှာဥက္ကဋ္ဌတာဝန်ယူထားတာလည်းဖြစ်ပါတယ်။ဒီကုမ္ပဏီရဲ့ခဲတပ်ထုတူဖော်ရေးလောက်ကတ်တွေကဒေတာခန့်တွေထားမှာခွင့်ပြုထောက်ခံမှုမရှိတဲ့အတွက်တရားမဝင်ကြောင်း လုပ်ငန်းအပြေးပိုင်မထွက်မချင်းတပိတ်မှောက်နေမှာဖြစ်ကြောင်းနဲ့မေလ16ရက်နေ့နောက်ဆုံးထားလုပ်ငန်းရပ်တန့်မှုပရာတောင်းဆွေမျိုးစုကမေလ10ရက်နေ့မှာထုတ်ပြန်ကြေညာထားပါတယ်ဒီပြည့်နဲ့ပတ်သက်ပြီးတော့ကင်နီမျိုးသားများကာကွယ်ရေးတပ် KNDF ဒုတိယစစ်ဦးစီးချုပ်မာဝေကမဖြစ်တဲ့ကြောင်းအမြန်ဆုံးချက်ချင်းပြန်လွှတ်ပေးရမှာဖြစ်ကြောင်းနဲ့လူတို့ကိုစန့်ကျင်မှာကလူမုံခံရမှာဖြစ်ကြောင်းသူ့ရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ် အခုလိုဖန်ဆီးခေါ်ဆောင်တာကလူခွေချိုးဖောက်တာဖြစ်ပြီးဖန်ဆီးခံရသူတွေကိုဘလို့ထိခိုက်မှုမှမရှိစေပဲအ мян ဆုံးပြန်လွှတ်ပေးဖို့အပြုသဘောဆောင်ပြီးတော့အပြန်အလှန်ဆွေးနွေးညီနိုင်ချဖို့ဒေတာရေးတည်ငြိမ်အေးချမ်းရေးကိုအလေးထားဆောင်ရွက်ပေးဖို့ကရမ်းမျိုးသမီးစည်းရုံးနဲ့ကရမ်းမျိုးဆက်သစ်လူငယ်တို့ကပူးတွဲထောက်ပြန်ထားပါတယ်။တိုင်းသားလက်နက်ကန်တပ်ဖွဲ့ကရမ်းပြည်သက်ပါတီက1994ခုနှစ်မှာဆေးဆိုးရနဲ့အပြစ်ခတ်ရက်စဲပြည်ရနောက် လေးပွင့်ကျဲကုမ္ပဏီအနမဲနဲ့တနိုင်တပိုင်းတက်ထူတူဖော်ခဲ့တာလို့သိရပါတယ်။အဲဒီနောက်တရုတ်လူမျိုးတွေပါဝင်တဲ့ Mr. Wang ကုမ္ပဏီကိုပြီးခဲ့တဲ့3လခန့်ကဒေသခံတွေတောင်းကနေဆန္ဒခံယူချက်မပြုဘဲတက်ထူတူဖော်ခွင့်9နှစ်စာချုပ်ချုပ်ဆိုခဲ့တယ်လို့သိရပါတယ်။မြင်းမတိတောင်မှာဆယ်ရန်နေရာကြီးတွေနဲ့ခဲတက်ထူတူပေါ်မှုကြောင့်တဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးကကြေးရွာနေလူတို့တွေအတွက် များစွာထိခိုက်မှုတွေရှိလာနိုင်တာကြောင့်ပရာတောင်းဆွေမျိုးစုကဥဆောင်ကဒေသခံတွေကပြည်ကရဲမေလာတရနေ့ကစတင်ပြီးမေလာ16ရက်နေ့အထိနေ့စဉ်တပ်ထုတူးဖော်မှုတွေကိုကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။ဆန္ဒပြနေတဲ့ကာလအတွင်းလေးပွင့်ကျယ်ကုမ္ပဏီနဲ့ Mr. Wan ကုမ္ပဏီတို့ဟာခဲတပ်ထုတူးဖော်မှုကိုယာယီရနာထားကြောင်းသိရပါတယ်။ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ကျယ်လေးပွင့်ကုမ္ပဏီနဲ့ကရမ်းပြည်သက်ပါတီဥက္ကဋ္ဌဦးတန်းစိုးနိုင်ကိုဆက်သွယ်မေးမြန်းဖို့စူးစမ်းနေဆဲဖြစ်ပါတယ်ရှင်။ နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတပတ်တွင်းကထူးခြားနိုင်ငံတကာသတင်းချို့ကိုနားဆင်ကြပါမယ်ရက်30ပြည့်ခတ်ရက်စဲဖို့မော်စကိုကဂရီကိုပြုလိမ့်မယ်လို့မျှော်လင့်ကြောင်းယူကရိန်းတမ္မတဗိုလိုဒီမာဇယ်လန်စကီကတနင်္ဂနွေနေ့မှာပြောလိုက်ပါတယ် တရိုက်အပြည့်ရဲ့ဆွေးနွေးပွဲတွေအတွက်ရုရှားနဲ့တွေ့ဆုံဖို့ကီဖ်ကအသင့်ရှိပါကြောင်းလဲဆက်လက်ပြောကြားလိုက်ပါတယ်။ခရမလင်မှာကျင်းပတဲ့ညဘက်သတင်းစာရှင်းလင်းပွဲမှာရုရှားတမရဗလာဒီမာပူတင်ကမေလ12ရက်နေ့မှာအစ္စတန်ဘူမှာတွေ့ဆုံဆွေးနွေးကြဖို့ခေါ်ယူလိုက်ပြီးတဲ့နောက်ဇလန်စကီကအဲ့လိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်။ဒါပေမဲ့အပြည့်ရပါမယ်လို့တော့ပြောသွားတာမရှိပါဘူး။ ပြင်သစ် UK ဂျာမနီနဲ့ပိုလန်နိုင်ငံတို့ကခေါင်းဆောင်တွေက Kif ကိုစနေနေ့ကတွားရောက်ခဲ့ပြီးတဲ့နောက် American သမ္မတ Donald Trump ရဲ့ထောက်ခံမှုနဲ့တင်းလာနေကစတင်လို့ Ukraine မှာချွင်းချက်မရှိအပြစ်ရဖို့ရုရှားကိုဖိအားပေးခဲ့ပါတယ်။ရုရှားရဲ့ကျူးကျော်မှုဟာ၃နှစ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်ပြီးပြည်သူထောင်ပေါင်းများစွာဟာလည်းတည်ဆုံးခဲ့ရပြီဖြစ်ပါတယ်။လူတွေကိုနောက်ထပ်တရက်ကလေးတောင်ဆက်ပြီးတက်ဖြတ်ဖို့ဘာအကြောင်းမှမရှိဘူး။ မေလာ၁၂ရက်နေ့ကစပြီးအပြည့်အဝထာဝရတည်တံပြီးယုံကြည်စိတ်ချရတဲ့အပြည့်ရဲ့စေရေးကိုရုရှားကပြုလုပ်လိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်။ယူကရိန်းဘက်ကတွေးဆမှုအသင့်ရှိပါတယ်လို့ဇယ်လန်စကီကလူမှုမီဒီယာပေါ်မှာပြောထားပါတယ်။ရုရှားထံကနေအပြုသဘောဆောင်တဲ့အချက်ပြမှုကို တွင်မြင်ခဲ့ရတယ်လို့ယူကရိန်းကောင်းဆောင်ကရှာရှာပါပါ အကောင်းမြင်ပြောကြားခဲ့ပါတယ်။ ီဇမဗီဒီယိုအစီအစဉ်ကိုဆက်လက်အတန်လွှင့်နေပါတယ်ရှင်အခုဆက်လက်ပြီးပြည်တွင်းသတင်းလောကဏ္ဍကိုနားဆင်ကြပါမယ်မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်ပခါရီဂျာမာအသက်ကိုရမ်းပြီးတော့ပညာရှာဖွေနေကြတဲ့ကလင်းငယ်တွေများစွာရှိနေပါတယ်အထူးသဖြင့်စစ်မှတ်ဖြစ်ပွားနေတဲ့အညာဒေသမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေနဲ့စစ်ကြောင်းထိုးမှုတွေကြောင့်ကလင်းငယ်တွေမှာနှောက်ကြောလုံစွာပညာသင်ကြားခွင့်မရကြပါဘူးစာသင်နေရင်လေရင်တန်း ပါရာမော်တာလို့ခေါ်တဲ့စက်တက်လေထီးတန်ကြားလို့ဘုံခိုကျင်းနေတဲ့ပြေးပုံရတဲ့အချိန်မောင်းလဲမရေမတွက်နိုင်အောင်ရှိရဲလို့ဆရာဆရာမတွေကပြောကြပါတယ်။ပိတ်လုံခြုံမှုကတော့လုံးဝမရှိဘူးဆရာမ။အဲကလေးတွေကဘုံခိုကျင်းထဲကိုသာဝနေရတယ်။အဲ့ဒီဘုံခိုကျင်းနေထဲမှာသူကငိုကြတယ်ပေါ့နော်ဆရာမ။ဒါနဲ့ငိုကြတယ်။အဲမငိုနဲ့မငိုနဲ့ဆိုပြီးတော့ဆရာမတွေကအားပေးရတယ်။ အဲကျမတို့တွေကလည်းတို့မငုံဖို့အားပေးရတယ်ဒီလိုမျိုးတွေရှိတယ်ပြီးတော့အဲကြောင်းပိတ်ရတယ်ပိတ်ပြီးတော့တို့မိပါတွေရှိတယ်တောတိုက်တွေတောတွေထဲလေထဲတွေအဲ့ဒီဟာကိုပြန်လိုက်ပို့ပေးရတယ်အဲ့လောက်အဖြစ်ကိုတို့မှစိတ်ပိုင်းဆိုင်ရာအဖြစ်ကလေးတွေမှာဟိုဟာတန်ရာရနေကြပြီပေါ့နော် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ရေဦးမြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံကိုတကြံဖြူကလည်းအခုလိုပြောပြပါဗယ်အဲတမျိုးနေရာနေတမျိုးနေကြောကြော်လာပြီဆိုကျွန်တော်တို့ကစာတင်ရတဲ့အချိန်မှာဆက်ဆက်မှများလဲနောက်ကျုံးမလို့ကလေးတွေအတွက်လည်းအများဆိတ်ပြရလေးရှိပါတယ်အဲ့ဒါဘာလို့လဲဆိုတော့ကျွန်တော်တို့ကိုကြော်သွားလို့ထားခဲ့ပါအောင်ဒါပေမဲ့တခါတလေမှာကြော်သွားပြီးတော့မျိုးနယ်နှစ်မျိုးနယ်လောက်ချပြီးတော့ဥပမာကျွန်တော်တို့ရေဦးတွေ့ကြုံဆိုရင်အဲ ကျွန်တော်ယူကိုကြိုးသွားတယ်ကြိုးသွားပြီးတော့ဟိုဘက်ကကတ်မလူကိုကျွန်းလာလို့ကြိုးပြီးတော့မှအပြန်လှည့်လာပြီးတော့အဲ့ဒီမှာ extra မျိုးပဲနေကျွန်တော်ယူထဲမှာတယ် extra ပြန်လုတ်သွားတယ်ပေါ့လေအဲ့လိုမျိုးအတွေ့အကြုံတွေကများလာတဲ့ခါကျတော့အဲဘယ်မှာပဲဖြစ်ဖြစ်ဘယ်မျိုးနေမှာပဲဖြစ်ဖြစ်ဂျာကာလာမှာတော့နောက်ကျုံးမလုံရတယ်များရှိပါတယ်ဗျာဂျာကာလာစာသင်ကျောင်းတွေမှာကလေးတွေကိုလေကြောင်းရန်ကြိုတင်ကာကွယ်နည်းတွေနဲ့ပတ်သက်ပြီး2022ခုနှစ်ကတည်းကကလေးတွေကိုသင်ကြားပို့ချပေးထားတယ်လို့ ကနေမြွတ်နယ်ပညာရေးဘုတ်အဖွဲ့ကဆရာမတယောက်ကလည်းပြောပါရယ်ရေဦးမြွတ်နယ်မှာဂျားကာလစာတင်ကျောင်းပေါင်း125ကျောင်းရှိပြီးကျောင်းသူကျောင်းသား18000ဝန်းကျင်ရှိတယ်လို့သိရပါရယ်အဲ့ဒီအထက်ကဘုံခိုချင်းကောင်းကောင်းမွန်မွန်ရှိတဲ့အကျောင်း၈ကျောင်းပဲရှိပြီးတော့ကျန်တဲ့အကျောင်းတွေမှာကိုတူကိုဒါနဲ့တူထားတာကြောင့်မိုးရသည်ရေဝင်တာပြိုကျပျက်စီးတာမျိုးတွေရှိတယ်လို့ကိုတကြံဖြိုးကပြောပါရယ်စောမြွတ်နယ်မှာလည်းဂျားကာလစာတင်ကျောင်းပေါင်း89ကျောင်းရှိပြီးတော့ အဲ့ဒီအထက်က62ကျောင်းမှာပဲဘုံကိုကျင်းနေ တူထားနိုင်သေးတယ်လို့သိရပါတယ်။တချို့စာတင်ကျောင်းတွေကတော့တီနေရပေါက်ကြားတာကြောင့်နေရပြောင်းရွှေ့ပြီးတော့ယာယီတဲဆောက်ပြီးပညာဆက်လက်သင်ကြားရတာမျိုးတွေရှိရလို့ဆိုပါတယ်။ Grenadier တောင်မှာတော့ Hope for Burma အဖွဲ့ကလုပ်တဲ့မြေအောက်စာသင်ခန်းမျိုးတွေရှိပါတယ်။ဒါပေမဲ့အညာဒေသမှာတော့မြေမျက်နှာသွင်းပြင်အနေထားအရာရော ကျောင်းသားဥယျာဉ်များတာနဲ့ကုန်ကြစရိတ်တွေကြောင့်ဒီလိုမြေအောက်စာသင်ခန်းတွေဆောက်လုပ်ဖို့မလွယ်ကူဘူးလို့ဆိုပါရယ်။စာသင်ကျောင်းတွေမှာပုံခိုခြင်းတွေလိုအပ်သလိုစစ်ကောင်စီရဲ့လေကြောင်းရန်ကိုကာကွယ်နိုင်ဖို့အတွက်စက်သွေးရေးကလည်းအဓိကကြားတယ်လို့ဆီယာမဆိုဖီယာကပြောပါရယ်။အချင်းအရန်ကြီးလုံလောက်မှုမရှိဘူး။ဘာဖြစ်လို့လဲဆိုလို့ရှင်သူအဲကျမတို့ဝေဟင်နဲ့ချစ်ထားတာကလို့ရှိတယ်။အဲအဲ့ဒီဝေဟင်ပေးတဲ့ information ကိုကြည့်လိုက်တဲ့အချိန်မှာဒီရင်က အဲကျမတို့ရှိတဲ့နေရာ ကို6မိနစ်အတွင်းမှာရောက်တယ်6မိနစ်ပဲကြာတယ်အဲဒီဟာကိုဂယုတစိုက်မကြည့်နေဘူးဒီရဲ့ information ကိုမသိနေဘူးဆိုလို့ရှိရင်ကျမတို့အဲဘယ်လိုမှတိမ်းချောင်မှုအခြေအနေမရဘူးတခါတလေမှပုံကိုချင်းကိုပြေးတယ်ဆိုတာတော့ပဲရှိတယ်အဲလုံခြုံတဲ့နေထားမျိုးတစ်ခုဖြစ်မနေသေးဘူးဒီရင်ကပြစ်ထားပြီအဲ့လိုမျိုးတွေဆိုတာရှိပါတယ် စစ်ကောင်စီရဲ့လေးချောင်းတိုက်ခိုက်မှုစစ်ချောင်းထူးမှုတွေအပေါ်မူတည်ပြီးတော့လဲကလေးတွေရဲ့လုံခြုံရေးအတွက်ចောင်းတွေကိုပိတ်လိုက်ဖွင့်လိုက်လောက်ရတဲ့အတွက်ဒေတာတစ်ခုနဲ့တစ်ခုမှာပုံမှန်ចောင်းပိတ်ချိန်ဖွင့်ချိန်မတူညီကြပါဘူးဒီအတွက်ကလေးတွေပညာသင်ကြားရေးမှလည်းများစွာအနှောက်အယှက်အဟန့်တားဖြစ်ရတယ်လို့ကိုသကြံဖြိုးကပြောပါတယ်ကကလာပညာရေးကောင်းတဲ့ဖွေကစီအရာပေါ့အန်တိုလိုင်းကလာဖြစ်တဲ့အတွက်စီအရာကျွန်တော်ចောင်းပိတ်ထားတာလေចောင်းဖွင့်ចောင်းပိတ်တွေကမတူကြပါဘူး မတိကြတဲ့ပါရင်ကဘာလို့လဲဆိုစစ်ကြောင်းထိုးလာလဲဆိုရင်ကျွန်တော်ကျောင်းနေရာကြက်ထားတယ်တပတ်၁၀ရက်နော်ဒီကလို့အဲ extra လုပ်တယ်ဆိုရင်အဲ့ရက် data ကဥပမာ yu ဆို yu တပင်းဆိုတပင်းတစ်စည်းဆိုတစ်စည်း extra လုပ်တယ်ဆိုရင်ညာကျွန်တော်တို့ကတစ်ခါတလေမှာနှစ်ပတ်သုံးပတ်ကြာပါတယ်အဲ့အတွက်ဟို starting ချိန်ကြီးအများကြီးရောပါတယ်ဗျာအမျိုးသားညီညွတ်ရေးအစိုးရဈာကာလပညာသင်ကြားရေးအစီအစဉ်အရလာမယ့်ဇွန်လမှာ grade 12ကလေးတွေစာမေးပွဲဖြေဆိုဖို့ရှိတဲ့အတွက် လက်ရှိကြာကာလစတင်ကြောင်းတွေမှာကလေးတွေဟာကြောင်းတက်နေကြစေဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိလေကြောင်းရန်ကြောင်းကြောင်းမှစုဝေးစတင်ကြတဲ့ပုံစံထက်ယာယီတဲရီမှာလူစုပြီးတော့ဆရာဆရာမတွေကစာလိုက်တင်ပေးကြတဲ့ပုံစံမျိုးနဲ့ပဲစတင်ကြရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ12ရက်နေ့မှာဖြစ်ပွားခဲ့တဲ့တပင်းမြို့နယ်ဦးတိန်တွင်ကြေးရွာစတင်ကြောင်းဘုံကျဲခံရမှုအတွက်မှာကျောင်းသူကျောင်းသား22ယောက်နဲ့ဆရာမ2ယောက်တည်ဆုံခဲ့ရပါတယ်။ဒီကိစ္စကြောင့်ကလေးတွေကိုကျောင်းပို့ဖို့အတွက် ကျောင်းသားမိဘတွေမှာရောဆရာဆရာမတွေမှာပါစူးရိမ်မှုတွေရှိနေတာပါဒါပေမဲ့အညာဒေတာကကလေးတွေဟာအနီယာရီကြားကနေပဲပညာကိုဆက်ပြီးသင်ကြားနေကြဆဲဖြစ်ပါတယ်ပညာသင်နေတဲ့ကလေးတယောက်ကစိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိတဲ့အပေါ်မှာအာသူ learning လုပ်ရတဲ့ဟာအရန်ကိုအခက်အခဲရှိပါတယ်ကျမတို့တင်ပေးကြရတယ်ကျမရဲ့ဆရာဆရာမတွေပုံမှန်လည်းပဲဒါအများကြီးရှိတယ်ကျမတို့ကိုယ်တိုင်မှလည်း စိုးရိမ်စိတ်တွေအများကြီးဖြစ်တယ်အဲတခါတလေဆိုအိတ်မပြောရတဲ့အခြေအောင်မှဖြစ်တယ်ဒါပေမဲ့ကျမတို့ရဲ့အနာကကလေးတွေကပညာမတတ်ဘူးစမတတ်ဘူးဆိုလို့ရှိရင်ကျမတို့မြန်မာနိုင်ငံတစ်ခုလုံးရဲ့အနာကကပိုပြီးမှတိုးရင်စရာရှိတယ်အန်ရယ်လည်းပိုပြီးမှကြီးမားလာဖြစ်တဲ့အတွက်အန်ရယ်ရှားမှာပဲဆက်ပြီးတော့ပညာသင်ပြီးကြားရတဲ့အနေအထားဖြစ်တယ်လို့ပဲပြောရမှာပါဆရာမလေး က်လက်ပြီးအပတ်စဉ်ကဏ္ဍအနေနဲ့ဘာတွေပြောမလဲဘာတွေမင်းမလဲစီစဉ်ကိုတင်ဆက်ပေးပါမယ်ကိုတွေ့တာကတော့ဒီမဇူးမေကိုရုံငန်းကိုတစ်ခေါက်လာတဲ့ခါကျတော့ဒီအချင်းထောင်ထဲကနေပြီးတော့ဒီ ဘဇူမီတို့ဒီကိုထုတ်ပေးတဲ့ပကြီကားလေးတွေပေါ့နော်ပကြီကားဆိုတာခဲပကြီလေးတွေပေါ့နော်ဟိုနောက်စိတ်တစပကြီလိုလဲခေါ်လို့ရတဲ့ပကြီကားပုံနေလဲတွေ့တယ်ပေါ့နော်ဒီပကြီကားတွေကိုကြည့်ခြင်းအဖြစ်သူတို့ရဲ့နှလုံးသားကမြင်ရတယ်ပေါ့နော်အဲဒီဟာလေးတွေဟိုဘဇူမီရတေချာကိုထိမ့်သိမ်းထားတာမြင်တယ်ပေါ့နော်အဲ့ပကြီကားလေးတွေနဲ့ပတ်သက်တဲ့ဟိုဟာလေးပြောပြရာဇရာဇဝင်လေးတွေနည်းနည်းပြောပြပြပါလားဟုတ်ထောင်ထဲမှာကျမတို့မျိုးတော်တဲ့မျိုးပြောမယ်ဆိုမျိုးသမီးလေးတွေနော် တို့ကပြောရမယ်ဆိုရင်လုံးဝတို့ကအားနေနေမနေဘူးတို့ကိုတို့ချမ်းမအောင် relax ဖြစ်အောင်အများနဲ့နေရယ်အာပကြီးပညာတက်တဲ့သူကလည်းပကြီးတွေဆွဲတယ်ပေါ့နော်ရတဲ့နည်းနဲ့နောက်ဆုံးဟိုဒီထောင်မှာတုံးခွင့်မရဘူးဆိုရင်တော့မြေကြီးပေါ်မှာဒုံနဲ့ရှစ်ပြီးတို့ကသူတင်ယူနေတာမျိုးပေါ့နော်အဲ့လိုပဲဘာသာစကားရဲ့ဆိုလည်းတင်ယူရတယ်ပေါ့နော်ဒီလိုမျိုးနဲ့ပြီးရင်စာဖတ်အားကြီးကောင်းလာတယ်အချင်းတော်ထဲမှာဒီရောက်လာရင်အနည်းနဲ့အများတော့ကျမတို့စာဖတ်ရတာနှစ်သက်လာတယ် ကျွားဆိုလဲစဖက်စဖက်ရတာငငယ်လေးညကြိုက်ခဲ့ပေါ့နော်စာပတ်စံမဟိုးနဲ့ပါဝင်မလဲဆိုကျွန်မစာအုပ်ပဲကိုပြေးဝေခဲ့တာပေါ့အဲ့လိုမျိုးဆိုတဲ့အတွက်ဟိုစဖက်အားတွေကောင်းလာတယ်စဖက်အားတွေကောင်းလာတယ်တော့အတွေးခေါ်ဒူတွေးခေါ်ရပြောမယ်ဆိုဘေးမရောက်တော့ဘူးပေါ့ဟိုဒီဒီစာရဲ့သဘောမှာဒီစာကဟိုတည်ယူမှုကိုလမ်းပြတာလားလမ်းမအောင်ဆွဲချတာလားဒီအဲ့လောက်ထိတောင်မှဘယ်လိုပြောမလဲဆိုတော့စာဖက်အားအတွေးခေါ်ကြီးကောင်းလာအဲ့လိုအတွေးခေါ်ကောင်း အားကောင်းလာလို့ရှင်လူကစင်စင်အစင်းစားဉဏ်ကဉာဏ်ကုတ်မျိုးလာတာပေါ့နော်ဒီຢာကလှုပ်တင်လာဒီຢာကမလှုပ်တင်လို့ဆိုတာမျိုးတိလာတာမျိုးပေါ့နော်အဲ့လိုဆိုတော့အချင်းဆောင်ထဲမှာနိုင်ငံချင်းစုကျင်းသားတွေကသူတို့ကိုသူတို့အားအားမနေဘူးအများကြီးလို့လို့ထိတ်တက်ကောတန်မှာဒါတော့ကျမတို့လည်းလွတ်လာတဲ့အချိန်မှာအတိအယံဖြစ်တာတချို့ရင်ဆိုအဲ့လိုမျိုးနေနားပါအောင်ကျမ်းမာကြီးလည်း view site တလို့စိတ်ကောင်းစင်းနဲ့လှုပ်ပါအောင်အဲစိတ်ကောင်းစင်းဆရာဝန်တွေကစအဲ့လိုပေါ့နော်ကုညီပေးမယ်ပြောတော့ကိုကိုကိုအတိ ဖြစ်အဓိကဘာလဲဆိုတော့ကျမတို့ကထောင်ထဲမှာတွေကပြင်ဆင်လာတယ်နော်ဒီစစ်ကောင်စီလှုပ်ပေးတာ ਨੇ ကိုကပြင်ဆင်လာဖြစ်တဲ့သူက ready ဖြစ်နေတာအလုံးစုံ ready ဖြစ်နေတာနောက်ဆုံးဥမာပေါ့စွန့်လို့ရမယ့်အရာတွေစွန့်လို့ရရင်တော့မှ okay ငါ okay တယ်ဒါမျိုးနဲ့တွားခင်ရဖြစ်တဲ့သူကအခုချိန်မှာလည်းဘာကြောင့်လုံနိုင်နေလဲဆိုလို့ရှင်အဲ့ဒီစိတ်ပဲအဓိကဟိုကိုယ့်ရဲ့ခံချက်ယုံကြည်မှုကိုဟိုရေးဆွဲခဲ့တာရေးဆွဲခဲ့တာဖြစ်တဲ့သူအဲ့ဒီတိုင်းကိုပဲရှာမှတ်ပြီးတော့ကိုယ့်အကို ကိုဘာပေါ့နော်ကိုရဲ့ဘာကျမဆိုအခုဆိုလို့ရှိရင်အာဘယ်သူမှဘာမှမကိုလဲကို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 တယ်ဒီနေရာကသွားတင်လားဒီနေရာကမသွားတင်ဘူးလားဒီစကားကပြောတင်လားဒီစကားကမပြောတင်ဘူးလားကိုဘာကိုကိုကိုလိုက်တယ်ပေါ့နော်ကိုအဝန်းဝိုင်းမှာကိုကိုလိုက်တဲ့အတွက်အအနည်းဆုံးတော့ကျမစိတ်အဆင်ပြေတယ်ကျမအဓိကဟိုကျမလုံးဝမဲ့အကြောင်းကျမမြင်လာတယ်ဥမာပေါ့ကျမအကျဉ်းထောင်ယူလုပ်တဲ့အတွက်ကျမခံနေရတယ်ကျမအကျဉ်းထောင်ယူလုပ်နေရတဲ့အတွက်တနေ့တနေ့ထောင်ကျင်းထောင်နဲ့ပတ်သက်ရင်ကျမအကုန်ကျမပါချစ်ရယ် ဘယ်လိုမျိုးခံနေရလဲဆိုဘယ်လိုမျိုးဒီအချင်းဦးစရဝင်နေနေလှုပ်လိုက်ပြီဆိုတာအစအဲ့လိုမျိုးသူကအများနဲ့ကျမမှာအချိန်ဆက်တယ်အများနဲ့ရှူရဲရှိရဲပေါ့အဲ့တော့ဒီချင်းောင်နဲ့ပတ်သက်ရင်လိန်လို့မရအောင်လိန်လိန်လို့လည်းမရအောင်အဓိကတစ်ခုပဲကျမတို့ကချင်းောင်နဲ့မှာလဲစိတ်နဲ့ဖြတ်သန်းလာတယ်ခံစားချက်ခံယူချက်တွေနဲ့ဖြတ်သန်းလာပဲဒီအချင်းောင်မှာရှိတဲ့ဝင်ရန်နေစစ်ကောင်စီရဲ့ဒီ psychological scan တွေမှာရှိတဲ့ဒီစာအဖတို့ဟဲ့လားသူတို့သူတို့ တဲ့အချိုးတွေကိုကျွန်တော်တို့တိလာတာဖြစ်တဲ့အတွက်နိုင်လို့မရအောင်ဒီလူတွေဒီဝန်ထမ်းတွေဒီလိုအချိုးချိုးရင်ငါတို့နိုင်ငံချင်းစကြဘလို့ဖိခံနေရပြီဆိုတော့တန်းတိရအဲ့တော့ဒီချင်းောင်နဲ့ပတ်သက်ရင်တော့လာမလင်နဲ့ကျွန်တော်တော့ဆုံးထီသွားမှာဖြစ်တဲ့အတွက်ဒီအချင်းဦးစီးမှာရှိတဲ့ဝန်ထမ်းတွေလည်းလာမဖိနိုင်နဲ့ထောင်ထဲမှာလည်းအဲ့လိုပဲအာဒီကိပုံစီရိုင်းနဲ့ အဲ့တော့အကူရိုလဲတိမတိထောင်ကစ်ပုံကြီးကိုအမြဲတမ်းစီရပါသူလူကြီးလမ်းကြောင်းအဓိကပါလဲဆိုရင်လူကြီးလမ်းကြောင်းလာပြီဆိုထောင်သူတန့်ချင်းချင်းထားပါတယ်ပေါ့အမဲကတော့သူကနိုင်ငံချင်းသူချင်းတာတော့တပေခွဲပက်လည်းနဲ့ထားတာကိုထားတဲ့အတွက်အဲ့ဒီနေရာတွေမှာဆိုရင်စားတော့လဲစားလဲဒီနေရာသွားလဲဒီနေရာအဲအဲ့လိုဆိုတော့အဲ့လဲဒီနေရာဖြစ်တဲ့အတွက်ပိုးကောင်ကြီးအများကြီးပဲအပွဲစိတ်လိုအကောင်ကြီးကညားတယ်ဘာလို့ဆိုတော့ဒီမုတ်ပဲတဲ့ရတာအနံ့ရရင်လာကြတယ်အဲ့လိုပွဲစိတ်တော်ကြီးတဲမှာ နိုင်ငံချင်းသူတွေကအိတ်နေရပဲဒီဒီကြောတခင်းစာနေရာလေးမှာပြီးတဲ့ခါကျရှင်ရဲကရှင်များဆိုရှင်ကြိုက်တော့ရှင်ကြိုက်အဲ့ရှင်ကြိုက်တဲ့ဝေဒနာဆိုကိုယ်ရင်ရှင်ဒီမှာဟိုဘယ်လိုပြောမလဲဆိုတော့ဟိုကာကွယ်လို့ရတယ်နော်ဟိုခြေသေးဖြန်းတာမျိုး ပြီးတဲ့ခါကျရင်ခြေသေးခွေထွန်းတာမျိုးခြေသေးခွေထွန်းတာမျိုးခြေထောင်အိတ်တာမျိုးခြေမှာလုံးဝရှင်းအောင်ပေးမှမသိနာရှင်းအောင်လည်းပေးမသိသလိုခေါင်းနဲ့လည်းအခွင့်မပြုအဲ့တော့ကျမတို့ဘာလုပ်လဲကိုယ့်ရဲ့ပါတဲ့ဝေစာ၄၅စုံရှိရင်အဲ့ဒီ၄၅စုံလေးကိုပဲ ခေါင်းလေးခေါင်းလေးလုပ်ပြီးတော့ထိချာခေါင်းပြီးတော့ခေါင်းလေးလုပ်အဲ့တော့ထောင်ထဲမှာဒီလိုအာနာသိမ်းပြီးတော့ဒီ2021ကနေ2025အထိမှာနိုင်ငံရေးကျင်းသူကျင်းသားဒီ၄နှစ်ကျော်၅နှစ်ထိတောင်မှကိုယ့်ရဲ့အဝတ်အစားလေးနဲ့ခေါင်းလာခဲ့ရတဲ့ခံစားချက်ဒါတို့ကျွန်တော်တို့သိဖို့လိုအပ်တယ်အခုဆိုရင်ရေမလုံလောက်တဲ့ရေမလုံလောက်တာဖြစ်တဲ့ရွှေရည်ရဒီချိန်ဆိုကျွန်တော်တို့သိပြီ ရေမလောက်တော့တခါရရင်ချိုးရီအခွက်နဲ့ပေါ့ခုနှစ်ခွက်ပဲရှိရမယ်ဘေးခုနှစ်ခွက်လောက်မလဲစပြာတိုက်ရမှာရှိမယ်ဟဟလာညနာတက်ရမှာရှိမယ်ခေါင်းချော်ရမှာရှိမယ်ဒါမျိုးနဲ့ဆိုတော့ရေမလုံးလောင်းတဲ့အတွက်ဘာဖြစ်လာပြီလဲဆိုရင်အရေပါယောဂါကြီးဆလာတာယာနာတွေဖြစ်လာမယ်အဝိတ္တရာဒါဝိတ္တရာဖြစ်တဲ့အတွက်ကျမတို့ခါးတွေနုသမီးလိုပို့ဆိုးတယ်ဓမ္မရာလာပြီဆိုလို့ရှိရင်ဘလို့ဝိတ်ရမယ်အဓိကဟိုဘလို့ပြောမလဲဆိုတော့မလုံးတော့ရင်ဟို ဖြစ်ပြီယောဂတွေကပြင်ပယောဂတွေဝင်ပြင်ပယောဂတွေအတန်ရှင်းပြင်ပယောဂတွေပြင်ပယောဂဝင်လာမယ်တန်ရှင်းဖို့တို့ကရေရအရေးကြီးရေရလို့ရှိအဲ့တော့ခုကလက်ရှိမှာဘာဖြစ်နေလဲဆိုတော့ကျွန်တော်ဆေးဝါးမလုံလောက်မှုတွေအကျဉ်းဆောင်ထဲမှာဖြစ်နေဆေးဝါးမလုံလောက်မှုတွေအကျဉ်းဆောင်ထဲမှာဖြစ်တဲ့အတွက်ဘာဖြစ်လာလဲဆိုအခုအကိုတို့လည်းမြင်ပါလိမ့်မယ်အကျဉ်းဆောင်ထဲမှာဘာကြောင့်ဆုံးပါသွားပါလဲဆိုပြီးမိသားစုစီကိုပို့ရဲစာအေးဘိုးစာရလေးတရွတ်15ချက်လောက်ပဲအသက်ကျမတို့အသက်တွေက15ချက်ပဲတန်လာလား မေးခွန်းထုတ်ရှင်တာနော်တေးမကျမတို့ကဒီတေးပါတယ်ဆိုတော့တီဝင်ရတာလာဒါကြီးကမားနေဘာကြောင့်တေးတယ်ဆိုတော့ကျမတို့ like ဖို့လိုအပ်တယ်ဒါပေါ့အကျဉ်းတော်မှာနိုင်ငံရေးကျင့်သူကျင်းသားတယောက်ကျမ်းမာရေးမမမကျမ်းဖြစ်ပြီဆိုကျမတို့ like ကို like ရမယ်တိပြီးသွားနဲ့အားချင်းဟိုချိတ်ဆက်ရမယ်ဘလိုမျိုးအသက်တချောင်းကျမတို့ကယ်နိုင်လေးလေးကျမတို့ကဒါပြောလို့ဒါပဲဒါကို like နေရမှာအဲ့တော့ ော်အခုဆိုရင်လည်းအခုအခုဆိုရင်လည်းကျမတို့ထောက်တထောင်အခုကိုကိုနဲ့အခုညီမပြောနေကြပါကျမတို့ထောက်တထောင်နဲ့ချိတ်ဆက်ရရပေါ့နော်ချိတ်ဆက်ရရရှိမှာနိုင်ငံချင်းစုကျင်တာ50လောက်ကဒုက္ခရောက်စာရီရောကျမ်းမာရီရောအရေးပြယောဂါရီရောအဒီကတီဗီယောဂါမျိုးတွေနောက်ဆုံးဘာဖြစ်လာလဲဆိုအဲ့ဒီကြောတခင်းစာတပေခွဲပက်လယ်နဲ့နေရတဲ့အတွက်ပြီးရင်ကျမတို့ယောဂါရှင်ယောဂါရှိရဲ့လူကိုတက်တက်မထားအောင် ကျမတို့အဓိကအထုပဲကျမ်းမာရေးချူတောက်ပေါ့နော်လူတန်းစားခွဲစရာမလိုဒါပေမဲ့ကျမ်းမာရေးချူတောက်နေဆိုကျမတို့ကဆေးရုံဆိုလဲဆေးရုံဆေးရုံဆိုလဲဆေးရုံပေါ့နော်ပြီးတဲ့ခါကျရင်အာဘယ်လိုပြောမလဲဆိုတော့တက်တက်စီထားရမှာပေါ့နော်ဘာဖြစ်လဲဆိုတော့အကုန်လုံးရောထားရတဲ့ဘာဖြစ်လာလဲဆိုအခုက TV ယောဂကြီးကျင်းတော်နေထဲမှာဖြစ်နေပြီပေါ့နော်ပြီးရင် HIV လိုမျိုးယောဂကြီးကူးစက်ခံနေရတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့လက်တန်းညက်မပေးဘူးอืม ကျမ်းမာရေးတကူရေးသုံးနေဆိုရင်တခုဆိုရင်တော့ညသုံးရတာမျိုးလေလုံးဝဘယ်လိုပြောမလဲဆိုဆေးဝါးမလုံလောက်ဘူးပြီးရင်ကျမတို့ကိုဗစ်ဖြစ်တဲ့အချိန်မှာကိုကိုတိုင်းလည်းကိုဗစ်ဖြစ်တဲ့အချိန်မှာဆေးရုံဆောင်မှာမလောက်လို့ဆိုပြီးတော့သူတို့တီဗီရောဂါကိုရတဲ့နေရာတီဗီရောဂါဆောင်မှာတော့ပို့တော့ပြီးတဲ့ခါကျတော့အဲ့ဒီမှာရှိတဲ့မှတ်မှတ်ရရပေါ့နော်အင်းစိန်ထောင်ဟိုအင်းစိန်ထောင်မှာပေါ့ဦးစီးမူအဲ့ဒီသူကဘာလုပ်လဲဆိုတော့ငပိပစ်ပေးတယ်ငပိရှူရဲ့ 俺没记录，俺那家录去，古巴交的。 ကျမတို့မေဇမဗီဒီယိုကထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေသတင်းဆောင်မတွေဆက်သွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့နေနဲ့ဝေဖန်ကြံပြုချက်တွေနဲ့ညံဖွင့်ပြောပြခြင်းနဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့မေဇမဗီဒီယိုဆောင်မရှင်ဆွဲ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်သောတာရှင်တို့ရဲ့ဝေဖန်ကြံပြုချက်တွေကိုကြိုဆိုပါရစေမေဇမဗီဒီယိုရဲ့ဒီနေ့ညအစီအစဉ်ကတော့ဒီလောက်ပါပဲ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကနေကင်းဝေးပြီးကိုစိတ်နှစ်ပါးစမ်းမချမ်းသာပါစေလို့မစ္စမရေဒီယိုဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရပ်တည်နေမယ့်မစ္စမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြကြသူအားလုံးကျေးဇူးတင်ပါတယ်ရှင်